မရဏတာသခင်ဘုရားကြွလာတော်မူမေလ30မှားယွင်းသောယူပါယုံများ၏ရလတ်များကောင်းသောအတိမတိသောအပင်ရှိသမျှတို့ကိုခုလဲ၍မိထဲသို့ချလိုက်တတ်၏သူဖြစ်လင်သူပယောဖက်တို့၏အကျင့်ကိုထောက်သောသူရိသဘောကိုတည်ရကြလိမ့်မည်ရှင်မတေခန်းကြီးခုနှစ်အငယ်16 20အသိတော်ထဲ၌ဝိညာဉ်တော်စုကြည့်စုံများရှိသည်ကိုမယုံကြည်သူ တမာတရား၌ယုံကြည်ခြင်းမရှိသူဘာသာရေးလုံးဝမရှိသူတို့ချို့ယခု1890ခုနှစ်အသက်ရှင်ရရှိကြသည်ထို့သို့သောအရာမှာအတွေ့အကြုံယူပါယုံများ၏တေချာသောရလက်ပင်ဖြစ်ကြောင်းကျွန်ုပ်အားပြသတော်မူခဲ့သည်တမာတရားမှအဝိတုခေါ်ဆောင်သွားရန်စာတန်သည် အတွေ့အကြုံများကိုအစဉ်တစိုက်တွန်းအားပေးနေသည် စာတန်၏နောက်ဆုံးသောလှည့်ကွက်မှာဖျားသခင်ဝိညာဉ်တော်၏တည်တည်ခံချက်သည် မိဒီအကျိုးတက်ရောက်မှုများမရှိစေရန်ဖြစ်သည်။ຢာရိတ်တော်မရှိလင်လူတို့သည်အကျိုး내ဖြစ်ကြ၏။တုတ်တန်ကျန်ခန်းကြီး29အငယ်18ဖျားသခင်ဤကြံကျွင်းတော်လူတို့သည်စစ်မှန်သောတည်တည်ခံချက်များကိုစိတ်ချယုံကြည်မှုမမြဲစေရန်စာတန်သည်မတူသောနေ့များနှင့်မတူသောကိုယ်စားလှယ်များအဖြစ်ကြံကြံဖန်ဖန်လှုပ်ဆောင်လိမ့်မည်။လမ်းမှာသူပို့ဆောင်ရန်အတွေ့အကြုံယူပါယုံများကိုမြင်စေ၍ အမားကိုအမှန်နဲ့ယောနှောလိုက်မိသူအခါလူတို့ဒီရုပ်ပါယုံနဲ့ပတ်သက်သည့်အရာမှန်သမျှကိုတရားတန်ဆွဲလန်းမှုကဲ့သို့မှတ်ယူကြတော်မူဖြစ်သည်သူရာတွင် ယူသားသောသူတို့မူကားအမှားအမှန်ကိုရှင်းရှိပြီး၎င်းတို့ကိုခွဲခြားနိုင်ကြလိမ့်မည်ဖျားသခင်ထံမှမဟုတ်သောအရာကို အမြဲအာယုံပြုခြင်းနှင့် မြင့်တင်ခြင်းထက်ဖျားသခင်အကြောင်းစင်ကြယ်မှန်ကန်တန့်ရှင်းသောသဘောထားခံယူချက်နှင့် ိတ်ဝင်စားမှုကိုထိခိုက်နေသောအရာဘာမှမရှိချေ၎င်းသည်စိတ်နှလုံးကိုအစိတ်တင့်စေ၍နားလည်နိုင်စွမ်းကိုနှိမ့်ကျစေသည်တမာတရားကိုလက်ခံရရှိသူ၏အကျင့်စာရိတ္တကိုတမာတရား၏မြင့်တင်တန့်စင်စင်ကြယ်စေသောအရှင်အဝါအားဖြင့်စင်ကြယ်သောတမာတရား၏အရင်းမြင့်ကိုဖျားသခင်ထံ၌ရှာတွေ့နိုင်သည်တမာတရားအလုံး၏အစာဖြစ်တော်မူသောသူသည် သူ၏ခမည်းတော်ထံဆုတောင်းသည်မှာ ထိုသူတို့အဖို့ကိုသာအကျွန်ုပ်ဆူတောင်းနေမဟုတ်ပါသူတို့ဟောပြောခြင်းအပြင်အကျွန်ုပ်ကိုယုံကြည်သော သူတို့အဖို့ကိုလည်းဆူတောင်းပါ၏ကိုရောဒီအကျွန်ုပ်ကိုဆယ်လွတ်တော်မူသည်ကိုလောကီသားတို့သည်ယုံကြည်မိအကြောင်းထိုသူအပေါင်းတို့သည်တလုံးတဝတည်းဖြစ်လျက်အဘကိုရောဒီကျွန်ုပ်၌ရှိတော်မူ၍အကျွန်ုပ်သည်လည်းကိုရော၌ရှိတကယ်သူထိုသူအပေါင်းတို့သည်ငါတို့၌တလုံးတဝတည်းဖြစ်စေခြင်းငါဆူတောင်းပါ၏ ရှင်ယောဟန်အခန်းကြီး7အငယ်20မှ21သင်ခွဲချင်းဖြစ်စေရန်တမာတရားမှဆွဲထုတ်ပြမိအရာများသည်အစဉ်တစိုက်ပေါ်ပေါက်လာလိမ့်မည်ဤသူတစ်ပါးကိုစောရကာတခြင်းဝေဖန်ခြင်း ရှုံချခြင်းစီရင်ခြင်းတို့သည်စိတ်နှလုံးထဲ၌ခရစ်တော်၏ကျေးဇူးတော်ရှိသည့်အထောက်အထားများမဟုတ်ချေ၎င်းသည် စီးလုံးမှုကိုမဖြစ်စေပါ သူတို့သည်အပြစ်ချေနိုင်နေနေစဉ်အံ့ဘွယ်အလင်းတရားရှိသည်ဟုပြောဆိုသောသူတို့အချင်းလွန်ခဲ့သောအချိန်ကလှုပ်ဆောင်မှုများဖြစ်သည်။